င်္ဂလာပါခင်ဗျရန်ကုန်ကစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်ထားမှုကြောင့်နိုင်ငံတကာတရားရုံးတွေမှာတရားစွဲဆိုခံထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကအရကတတော်အီအီကိုလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်နေတယ်ဆိုပြီးအကြမ်းဖက်ဇော်မင်းထွန်းကပြောဆိုလာပြန်ပါတယ် ျက်ဖက်စစ်ကောင်စီတပ်ကသူတို့လက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေအပါဝင်တနိုင်ငံလုံးနေရာလက်မချမ်းရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးကြေညာလာပြန်တဲ့တဲ့င်းပါဝင်နောက်ဆုံးရရှိထားတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်ထားမှုကြောင့်နိုင်ငံတကာတရားရုံးတွေမှာတရားစွဲဆိုခံထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က အနာခတ်တော်အေအေကိုလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်နေတယ်ဆိုပြီးအကျန်းဖတ်ဇော်မင့်ထွန်းကပြောဆိုလာပြန်ပါတယ်2024ခုနှစ်မေလအတွင်းမှာပဲဘူတီတောင်မြို့နယ်မှာသူတို့ရဲ့စစ်တပ်စခန်းတွေနဲ့ဌာနချုပ်တွေကိုအနာခတ်တော်အေအေကတင်ပိုက်ခဲ့တဲ့အတွက်ထန်းလျှောက်ခန့်ခြေရွာမှာဒေသခံရွာသားရိုဟင်ဂျာ600ကျော်အစုလိုက်အပြုံလိုက်တိုက်စုံးမှုဟာအနာခတ်တော်အေအေကဒါလူမျိုးတုံးတပ်ဖြတ်ခဲ့တာဖြစ်တယ်ဆိုပြီးအကျန်းဖတ်ဇော်မင့်ထွန်းကလွှဲချပြောဆိုသွားပါတယ်ဒါအပြင် အာရခတတော်အေးကလူမျိုးရေးအရာအညှို့ထားပြီးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုရည်ရွယ်ချက်ရှိရှိကျူးလွန်နေတယ်ဆိုပြီးအမှန်တကယ်ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံတပ်ဖြတ်မှုနဲ့စေရာဇဝင်မှုတွေကျူးလွန်ထားမှုကြောင့်နိုင်ငံတကာတရားရုံးတွေမှာတရားစွဲဆိုခံထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပြောခွင့်အရအကြမ်းဖက်ဇော်မင်းတွန်းကပြောဆိုသွားပြန်တာပါဒါနဲ့ပတ်သက်ပြီးအာရခတတော်အေးရဲ့ပြောဆိုခွင့်ရှိသူဥခိုင်ဒုက္ခကတော့ အာခါတတော်အေးအင်းနီနဲ့ရိန်ဂျာ600ကျော်ကိုတပ်ဖြတ်ခဲ့တယ်ဆိုတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့ဆွတ်ဆွဲမှုဟာမဟုတ်မမှန်လိမ့်လဲပြောဆိုမှုတွေသာဖြစ်တယ်လို့ဩဂုလ17ရက်နေ့ကပဲတင်းစာရှင်းလင်းပွဲမှာပြောတော့ပါတယ်အဲ့ဒီဘူတီတောင်တိုက်ပွဲကစစ်ကောင်စီတပ်သားတွေဟာသူတို့တက်စကန်တွေကနေစုတ်ခွာထွက်ပြေးတဲ့အချိန်အဲ့ဒီထန်းလျှောက်ခန်းဂျေးရွာကိုဝင်ရောက်လာတဲ့အတွက်ဂျေးရွာနေပြည်သူတွေဟာထွက်ပြေးသွားကြပြီး အဲ့ဒီမှာအာရခတတော် AA ကအဲ့ဒီစစ်ကောင်စီတပ်သားတွေကိုဝင်ရောက်ချေမှုန့်ခဲ့တဲ့ဓပုံမှတ်တမ်းတွေစစ်သားတွေရဲ့မပါအလောင်းပုံတပ်တွေတွေရှိထားပြီးဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့မဟုတ်မမဲ့ဆွဆွဲပြောဆိုချက်တွေဟာအောက်တန်းကျတဲ့ပြောဆိုမှုတွေဖြစ်ပြီးလက်ရှိမှာအဲ့ဒီထန်းရှောက်ခံကြေးရွာကနေစစ်ဆောင်သွားတဲ့ပြည်သူအယောက်900ကျော်ဟာအခုဆိုရင်နေရက်ပြန်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်အချိန်မရွေးတဲ့ရယူလို့ရပါတယ်လို့လည်းအာရခတတော် AA ရဲ့ပြောဆိုခွင့်ရှိသူဥခိုင်တုခတ်ကထုတ်ဖော်ပြောဆိုထားပါတယ်လက်ရှိမှာတော့ အရခတတော်အေးအေးကိုမဟုတ်မမှန်ဝါဒပြန်လိမ့်လဲပြောဆိုနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပဲ2016ခုနှစ်2018ခုနှစ်ကာလတွေအတွင်းရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်ထားမှုကြောင့်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နဲ့နိုင်ငံတကာရာဇဝတ်ကုန်ရုံး ICC တွေမှာအမှုရင်ဆိုင်နေရပြီးအကြမ်းဖက်စစ်ကောင်ဆောင်မဲအွန်လိုင်းကိုပါ ICC တရားရုံးကဖမ်းရန်ထုတ်ဖို့ရှောက်ထားမှုတွေရှိထားတာကိုလည်းနိုင်ငံတကာသတင်းတွေမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့အကြက်ဖက်စက်ကောင်စီတပ်ကသူတို့လက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေအပါအဝင်တနိုင်ငံလုံးနေရာလက်မချမ်းရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးကြေညာလာပြန်ပါတယ်။ဒါကိုတော့အောက်ကလ15ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြက်ဖက်စက်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကနေတည်င်းထုတ်ပြန်ကြေညာလာပြန်တာပါ။လက်ရှိမြေပြင်အခြေအနေမှာတော့အကြက်ဖက်စက်ကောင်စီတပ်ကရန်ပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်ကရင်နီမကွေးစကိုင်းစတဲ့နေမြေတွေမှာ မြို့တွေအပြင်မြို့နယ်တော်တော်များများကိုပါလက်လွတ်ထားရတဲ့အခြေအနေမှာစစ်ကောင်စီတပ်ကသူတို့လက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေနဲ့နယ်မြေတွေအပါအဝင်တိုင်းနိုင်ငံလုံးရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးကြေညာလာပြန်တာပဲဖြစ်ပါတယ်။အစကတော့ဒေါ်လာရေးတတွေထိန်းချုပ်ထားတဲ့မြို့တွေနဲ့နယ်မြေတွေမပါပဲသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့တွေမှာပဲသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုအပိုင်းလိုက်အနေနဲ့မဖြစ်ဖြစ်အောင်ပြုလုပ်မယ်ဆိုပြီးအကြက်ဖက်မဲအွန်လိုင်းကိုတိုင်ကြွေးကြော်ထားတာပါ။အခုတစ်ခါမှာတော့ တို့စစ်တပ်ကလက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေအပေါင်းဝင်တနိုင်ငံလုံးရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးကြေညာလာပြန်တာဖြစ်တယ်လို့ပြည်သူလွတ်တော်မဲဆန္ဒနယ်မြေအဖြစ်မြို့နယ်330လုံးမှာရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လာတာပဲဖြစ်ပါတယ်။အဲ့ဒီလိုအကျဉ်းဖက်စစ်တပ်လောက်ကရွေးကောက်ပွဲကော်မရှင်ကတနိုင်ငံလုံးမြည်သည့်နေရာကိုမှခြံလက်မထားပဲရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးကြေညာနေပြီမဲ့ဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်ကချင်းပြည်နယ်ကရင်ပြည်စတဲ့မြို့နယ်အများစုမှာသူတို့စစ်တပ်ကနေမြေတွေအခုအချိန်ထိလက်လွတ်ဆုံးရှုံးထားရတဲ့အပြင်အခြားတိုင်းနယ်ပြည်နယ်မဲဆန္ဒနယ်တွေဖြစ်တဲ့သခိုင်းမန္တလေးပဲခူးမကွေးတိုင်းနယ်သတင်းသာရီတိုင်းဘက်တွေမှာလေမြို့ပေါ်ဒေသတွေကလွဲပြီးကြေးလက်ဒေသတွေမှာပါတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်အဲ့ဒီထုတ်ပြန်ချက်မှာထူးခြားချက်အနေနဲ့သူတို့စစ်တပ်ကအချိုးကျကိုစားပြုစနစ် PR နဲ့ ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့68ခုပါဝင်လာပြီးအမျိုးသားလွတ်တော်မှမဲဆန္ဒနဲ့26ခုနဲ့ဒိုင်းနယ်ပြည်နယ်လွတ်တော်မဲဆန္ဒနဲ့42ခုတို့ကိုပြည်အားစနစ်အဖြစ်ရွေးကောက်ပွဲကျင်းပပြီးကျန်တဲ့မဲဆန္ဒနယ်တွေအလုံးကိုနိုင်သူအကုံ UFPTP စနစ်နဲ့ကျင်းပမယ်ဆိုပြီးတော့ပါဩဂုတ်လ15ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာတည်းထုတ်ပြန်ကြေညာလာပြန်တာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့ ဂျင်းနီပြင်းဒီမော့ဆိုမျိုးနဲ့ငွေတောင်း10ကနေစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက၂ရက်ဆက်တိုက်ပိတ်ဆို့တိုက်ခိုက်ချေမှုန်းနေရမှာစစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်ကတော့အသေးသေးတေကုန်ကြပြီးဖြစ်တယ်လို့ဒေါ်လန်ရေးပေါ်တူလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ PDF viewer 17 KNN စစ်တီတိုက်ရင်တာဝန်ရှိသူတူကရေကုန်ခစ်တဲ့ကိုပြောပါတယ်ဒါကတော့ဂျင်းနီပြင်းဒီမော့ဆိုမျိုးနဲ့ငွေတောင်း10ကနေစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက ဩဂုလ၈ရက်နေ့နဲ့၉ရက်နေ့တွင်မှာပဲနှစ်ရက်ဆက်တိုက်ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီတပ်သားအယောက်20ဝင်းကျင်ကတော့တိုက်ပွဲတွေအတွင်မှာပဲအသီးသီးတိတ်ကုန်ကြပြီဖြစ်တယ်လို့သူတို့ရဲ့စစ်သားမသားအလောင်းတွေကလည်းပြန်ကောက်သွားကြပြီဒေါ်လာရင်းဘက်ကလည်းရဲဘော်တို့ဦးမြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့ PDF viewer 71ကင်းနီစစ်တေသားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာပြန်မဆုတ်သေးပဲသူတို့စစ်တပ်ဘက်ကအထိနာနေတာတော့ စစ်ကြောဆက်ထိုးဖို့လုပ်နေတဲ့အတွက်ဒေါ်လာကြီးပူပေါင်းတက်တွေးနဲ့နှစ်ဖက်စီရေးတင်းမာနေတဲ့အခြေအနေဖြစ်နေတယ်လို့လည်း PDF viewer စတဲ့ KNN စစ်ဒီသားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလေ စကိုင်းတိုင်းကမုံရွာကြောက်ကလမ်းမအတွင်စစ်ကြောင်းထိုးလာပြန်တယ်အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေက၃ချိန်ဇက်တိုက်ပိတ်ဆို့တိုက်ခိုက်ချေမှုမှုအတွင်စစ်ကောင်စီတပ်ဘက်ကအထိနာပြီးစစ်သားတအုပ်ကိုပါတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားသေးတယ်လို့တပြေးညိုပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်ကိုခစ်တဲ့ကိုပြောပါတယ်ဒါကတော့မုံရွာကြောက်ကလမ်းမအတွင်စစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဩဂလ၈ရက်နေ့နဲ့၁၀ရက်နေ့တွေမှာပဲ ၃ချိန်စတိုက်ပိတ်ဆို့တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်တိုက်ပွဲတွေဟာကြောက်ကားရွှေကူနီဖျားနဲ့ဘောလုံးကွဲအနီးတွေမှာဖြစ်ပွားခဲ့တဲ့အပြင်ဘော်တော်မူကျောင်းနဲ့ရွှေကူဖြူဖျားဘတ်တွေမှာလည်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကတေတဲ့သူတွေတန်ရာရတဲ့သူတွေတော်တော်ကိုများပြီးအထိနာနေကြသလိုအဲ့ဒီစစ်ကြောင်းကစစ်သားတအုပ်ကိုပါတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိထားသေးတယ်လို့တပြေးညိုးပြောက်ချတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် အဲ့ဒီလိုအထိနာနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိအရာတော်မုံရွာလမ်းမိုက်မှာဆက်လက်လှုပ်ရှားနေတဲ့အတွက်အဲ့ဒီဘက်ကတော်လိုင်းရေးတပ်တွေနဲ့ပါစစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလည်းစကိုင်းတိုင်းကဝက်လက်မြုပ်နဲ့ပလဲတွေကြေးရွာဘက်စစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကို တော်လန်ရေးပူပေါင်းတပ်တွေကကြဖြတ်တက်ခိုက်ချင်းမမှုအတွက်စေကောင်းစီဘက်ကထိခိုက်သိဆုံးမှုတွေများထားပြန်တယ်လို့သူတို့စစ်သားမသားအလောင်းတွေတည်သွားရင်လည်းကြံခဲ့တဲ့တနတ်တလက်ကိုပါတော်လန်ရေးတပ်တွေကတင်းစီရရှိထားသေးတယ်လို့ပြည်သူအစည်းအဝေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့အောက်ကလ73ရက်နေ့ကပဲရွှေဘိုမြို့နယ်ဟင်းသာကြီးပြူရွာကနေထွက်လာတဲ့အကြဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာဝက်လက်မြို့နယ်ပလဲတွယ်ကြီးရွာဘက်ဝင်ရောက်လာတဲ့အချိန် တော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်ဟာပြစ်ခတ်မှုတွေကြားမှာပဲထိခိုက်သေးဆုံးမှုတွေရှိသွားပြီးတဲ့နောက်အဲ့ဒီစစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့ပြန်တယ်ပြီးဆုတ်သွားတဲ့အချိန်ကြံခဲ့တဲ့တနက်တလက်ကိုမှတော်လန်ရေးတပ်တွေကတင်းစီရရှိထားသေးတယ်လို့ပြည်သူ့စေကံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းကတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်ကပြန်လဲထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေလာလာလုံနေပြီမဲ့ဒီသခင်တော်လိုင်းပူပေါင်းတပ်အသီးသီးရဲ့တိုက်ခိုက်ချေမှတ်မှုတွေကြောင့်မှာစစ်တပ်စစ်ကြောင်းတွေသာအထိနာပြီးပြန်ပြန်ဆုတ်သွားရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းညောင်ဦးမြို့နယ်အတွက်စစ်ကြောင်းထိုးနေတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကိုလည်းဒေါ်လာရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုနေရာမှာစစ်ကောင်စီတပ်သား9ဦးနဲ့ပြူစောတိ73ဦးကတော့အ ေးသေးတိတ်ကုန်ကြတဲ့အပြင်ခရရန်အချို့ကပါတိမ့်စီရရှိ ထားသေးတယ်လို့ PDA တပ်ဖွဲ့ရဲ့တာဝန်ခံရဲဘော်အုပ်စိုးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ14ရက်နေ့ကပဲညဦးမြို့နယ်အတွက်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကစုတဲရွာနဲ့ရွာတစ်တောင်ကျေးရွာအကြားဘူတာယုံဟောင်းအနီးမှာပိတ်ဆို့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား9ဦးနဲ့စစ်တပ်လက်အောက်ခံတီတာယုံမှုအဖွဲ့ဝင်ပြူစောတီ73ဦးကတော့ တီးတီးတိတ်ကုန်ကြပြီတိုက်ပွဲဟာမီတာ90အတွင်းမှာပဲနီးနီးကပ်ကပ်ဖြစ်နေတဲ့အတွက်စစ်ကောင်စီဝင်တွေအတုံးယုံတိတ်ကုန်ကြတာကိုအတိုင်းသားမြင်နေရတယ်လို့လဲ PDA တပ်ဖွဲ့ရဲ့တာဝန်ခံရဲဘော်အုပ်စိုးကပြောထားပြီးတိုက်ပွဲအတွင်းခဲရန်အချို့ကိုပါတင်းစီရရှိထားသေးတယ်လို့လဲပြောထားပါတယ်လက်ရှိမှာလဲအဲ့ဒီအချက်ပဲစစ်ကောင်စီတပ်စစ်ကြောင်းဟာစစ်ကူအင်အားထပ်တောင်းပြီးရွာသစ်တောင်းချေးရွာဘက်ကိုစစ်ကြောင်းထိုးဖို့လှုံ့နေပြတဲ့အတွက် ဒေါ်လာရင်းတက်တွေနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်လို့လည်း PDA တပ်ဖွဲ့ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့ကအချမ်းဖတ်စစ်ကောင်စီလက်အောက်ခံဒဂုံမြို့တစ်အရှေ့ပိုင်းမြို့နယ်ထွေးအုပ်ရုံမှာစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲအတွက်အစည်းအဝေးလုပ်နေကြတဲ့အချိန်ဘုံပစ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ရန်ကုန် YUPA တော်လိုင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီဝန်းကျင်လောက်မှာပဲ ရန်ကုန်မြို့ကအချက်ဖက်စစ်ကောင်စီလက်အောက်ခံဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်မင်းရဲ့ကျော်စွာလက်နဲ့အင်းဝလန်အနီးကထွေအုပ်ရုံမှာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲအတွက်အစည်းအဝေးလုပ်နေကြတဲ့အချိန် WPA မြို့ပြပျောက်ကြားတပ်ဖွဲ့ကလက်ပစ်ဘုံနှလုံးနဲ့ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကထွေအုပ်ရုံတဝိုက်ကိုပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်သွားသေးတယ်လို့လည်းဆိုပါတယ်။လက်ရှိရန်ကုန်မြို့မှာ အချက်ဖက်စကောင်းစီတက်ကအရင်ထပ်ပို့ပြီးလုံခြုံရေးတွေတင်းကျပ်ထားတဲ့အပြင်သူတို့စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုနှောက်ယှက်မဲ့သူတွေကိုလည်းတေတန်ချမှတ်နိုင်တဲ့ဥပဒေပါထုတ်ပြီးချိန်ချောက်ထားတဲ့ကြားကပဲရန်ကုန်မြို့ပြတော်လန်ကြီးရဲဘော်တွေကစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဘုံခွဲတက်ခိုက်မှုတွေအပြင်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီမဲ့သူတွေကိုလည်းစီရေးပြစ်မှတ်ဖြစ်ပြက်ပြက်တတချေမုံတုတ်တင်သွားမယ်ဆိုပြီးတော့ပါအတိပေးထုတ်ပြန်ထားကြပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ